မင်္ဂလာပါဗျာဒီနေ့မနက်အစောပိုင်းမှာကျင်းပသွားတဲ့ MLS Cup ရဲ့ရှေ့ပိုင်းဆုံးဘလူးပွဲမှာကိုကြီးမက်ဆီရဲ့နေတာမီယာမီတင်းကတော့တမိုင်းတစ်ချက်ပထမဆုံးပိုဆွဲသွားပြီဖြစ်ပါတယ်ဖလားမန်တမယာယူဖို့မွေးဖွားလာတဲ့ကိုကြီးမက်ဆီအတွက်တော့သူပြတိုက်ထဲမှာနောက်ထပ်ဖလားတစ်လုံးတိုးသွားပြီဖြစ်ပါတယ် ဒီနေ့ပွဲမှာဂုတ်ကြီးတို့ရဲ့မစီသင်းကအိမ်ဝဲမှာကစားခဲ့ရတာဖြစ်ပြီးအဖက်ဖက်ကအသာစီးယူခံနိုင်ခဲ့တာတွေ့ရပါတယ်။ဂုတ်ကြီးတို့အသင်းဟာ4-3နဲ့ပွဲထွက်လာခဲ့ပြီးရှေ့တန်းကတာဒီယိုအလန်ဒီဆိုမာဒီယိုစီဗတီနဲ့ဂုတ်ကြီးမစီတို့ကတိုက်စစ်ကိုဦးဆောင်ခဲ့ပါတယ်။ဒီပွဲဒီအတွဲလေးကတိုက်စစ်အတွဲကြီးကဒီပြီးခဲ့တဲ့ပွဲဆီမီဖိုင်နယ် CCND တင်းမှာနိုင်ရအောင်ဆွမ်းဆောင်ခဲ့တဲ့တိုက်စစ်တွေလည်းဖြစ်ပါတယ်။တခုတတိထားမိတာကဒီတိုက်စစ်တွေတော်တော်လေးကိုလှုပ်ဖြစ်တယ်ဗျ။အချိန်လုံးတစ်ဖက်နောက်ခံစစ်ကိုတော်တော်လေးဒုက္ခပေးနိုင်တယ်။၃ရောက်လုံးကအတော်ကြီးကောင်းနေတယ်။အာဂျင်တိုင်းသားတွေပဲလေ။ ဒီနေ့ပွဲမှာတော့တိုက်စစ်မှာအထူးခြေစွမ်းပြခဲ့တာကတော့ဒီ Spain Club Celtabigo ကနေငားနဲ့လာကစားနေတဲ့ LND ပေါ့ဒီ25နှစ်သားအာဂျင်တိုင်းသားအခုနောက်ပိုင်းမှာအတော်ကြီးကိုခေါင်းနဲ့ finishing ဘိုင်းနဲ့အဆုံးသက်ဘိုင်းနဲ့မှာလဲခေါင်းတိုက်တွေပေါ့တော်တော်ကြီးကိုခေါင်းတာတွေ့ရဒီနေ့ပွဲမှာသူ hat trick ရရသွားတယ်အဲ့ twin ခဲ့တဲ့၃လုံးလုံးကလည်းအတော်ကြီးကိုခေါင်းတယ်ဗျာ တော့ပထမဆုံးဘတ်ကွက်နဲ့အလဲအနေချပေးလိုက်တဲ့အလုံးစုနဲ့နောက်ကြီးရန်ဆွတ်ထွက်ပြီးကန်သွင်းသွားတာကြီးကတော်တော်ကောင်းလွန်းတယ်နောက်ပြီးတော့ Jody Alba ခင်းပေးတဲ့ခေါင်းတိုက်ကိုကြီးကထင်တော့မထင်ဂိုးမယ်လို့ဂိုးသွားတယ်ဗျာဒီနေ့ပွဲမှာတော့ဒီဂိုကြီးမက်ဆီကအစ်စ်တစ်ချိန်ရပြီသူကတော့တမိုင်းတစ်လျှောက် အက်ဆစ်များသုံးကစားသမားဖြစ်405ချိန်နဲ့လွတ်လွတ်ကျွတ်ကျွတ်ကြီးကိုဦးဆောင်သွားခဲ့ပြီဖြစ်ပါတယ်404ချိန်နဲ့သူဘော့စကတ်နဲ့ဆန်ချိန်ဒူးနေရကနေဒီနေ့တစ်ချိန်အက်ဆစ်လှုပ်လိုက်တဲ့အတွက်သူက405ချိန်နဲ့ဆန်ချိန်ကြီးတစ်ခုချိုးသွားပြန်ပြီဖြစ်ပါတယ်သူဖိုင်နယ်မှာဆိုရင်တော့ဘန်ကူးဗားနဲ့ဆန်ဒီယေဂိုဘယ်တင်းနဲ့တွေ့မှာတော့မသိဘူးဘယ်တင်းနဲ့တွေ့တွေ့ intermediate မိတင်းကသူတို့အိမ်ကွင်းမှာ ဘလူးဘွဲကံမှုရှိပါတယ်သူတို့အလိမှာအမှတ်ဘယ်အဲ့နှစ်သင်းလုံးတိုင်ဘက်နှစ်သင်းလုံးထက်အမှတ်ကပိုတာနေတယ်တို့တို့သူတို့အိမ်ခွဲမှာပဲဘလူးဘွဲကိုလက်ခံကျင်းပမှာဖြစ်ပါတယ်ကိုကြီးမစီအတွက်တော့နောက်ထပ်ဖလားတလုံးရနိုင်မယ်အခွင့်ရေးပါပဲများတို့ဘလူးထင်လဲကိုကြီးနောက်ထပ်ဖလားတလုံးသိမ့်ပိုက်သွားအောင်မလား ဆောင်ပြီးရင်ခုန်ကြပါအောင်စို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။